နှလုံးလှသူလူလောကမှာစိတ်တွေသဘောထားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုနှလုံးလှသူလို့ခေါ်တယ်။ပညာရှိသူတော်ကောင်းတွေဟာစိတ်သဘောထားအလွန်ကောင်းညက်တစ်ဖက်သားပေါ်မှာမေတ္တာအပြည့်အဝရှိကြ။သူမေတ္တာအပြည့်အဝနဲ့တစ်ဖက်သားကိုဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်မျိုးတွေကိုနှလုံးလှသူလို့ခေါ်ကြ။ နှလုံးဆိုတဲ့သကလုံးအစိတ်ကိုတင်စားပြီးတော့ခေါ်ရသကလုံးဖြစ်လို့စိတ်နေသဘောထားကောင်းမြတ်သူလေးကိုနှလုံးလာသူလို့ဒီလိုဆိုလိုတာသာဖြစ်တယ်အထူးသဖြင့်တရားရေပေါ်မှာမေတ္တာအလွန်ကြီးမားတဲ့ဘုရားလောင်းလို့နေတရားရေအကျိုးစီးပွားကိုဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ တို့ရရှိထားတယ်အခွင့်အရေးတွေကိုစွန့်လွတ်ပြီးအများကျိုးဆောင်ရွက်လေးရှိကြအဲ့ဒီလိုဆောင်ရွက်တာဟာမေတ္တာကရုဏာမုရိဒာဥပေက္ခာလို့ခေါ်တယ်မြင့်တက်တဲ့စိတ်နေသဘောထားတွေရှိလို့ဒါဖြစ်တယ်ပေါ့သစ္စာဗျာနဲ့ပတ်သက်ပြီးစာပေချမ်းကမှဘလို့ဆိုတော့ကရုဏာနိဒါနတပ်ပြီးဗုဒ္ဓဂုဏ ်မြတ်စွာဘုရားရထားတဲ့အရင်ချင်းနေအလုံးဟာကရုဏာကိုအခြေခံထားတယ်လို့သူတို့ဆိုတယ်အဲ့တော့ဒီကရုဏာရဲ့အခြေခံကဘယ်သူလုံးလို့ပြောရင်တော့မေတ္တာမေတ္တာရှိမှကရုဏာဆိုတာဖြစ်နိုင်တယ်မေတ္တာဆိုတာအများပေါ်မှာကျိုးစီးပွားကိုလုံလားတဲ့စိတ်ဓာတ်အများပေါ်မှာမုန်းကင်းတဲ့နှလုံးသားရှိပြီဆိုလို့ရှိရင်စင်နာတရားကိုဆိုရလဲမခက်ခဲဘူး ောင်မြင်ကြီးပွားလာလို့ဝမ်းသာဖို့ဆိုရလဲမခက်ခဲဘူး။သီခံခွင့်လို့ဖို့ဆိုရလဲမခက်ခဲဘူး။ဒါကြောင့်မို့ပါရမီ7ပါးထဲမှာဥပိ္ပခပါရမီ၊မုရိတပါရမီဆိုတာမထည့်ပဲနဲ့မေတ္တာပါရမီနဲ့ဥပိ္ပခပါရမီနှစ်ခုသာဆိုထားတာဖြစ်တယ်။တချို့အထင်ကြတယ်ကရုဏာခြေခံတယ်ကရုဏာခြေခံတယ်ဆိုတာအပေါ်စီးကကြည့်တဲ့ပုံစံဖြစ်နေတယ်နော် ကိုယ်ရနေကြတဲ့ပုဂ္ဂိုလ်တနာတဲ့ကျင်နာတဲ့ဆိုအပေါ်စည်းကချိတယ်မေတ္တာဆိုတာတော့အဲ့လိုမဟုတ်ဘူးဓာတုဆက်ဆံဒုတိယရဲ့အကျိုးစီးပွားကိုလိုလားတဲ့နေရာမှာမေတ္တာအဓိကဖြစ်တယ်ဟိတာကာရလက္ခဏာအကျိုးစီးပွားကိုလိုလားတဲ့စိတ်နေသဘောထားတွေမေတ္တာဆိုတဲ့စကားလုံးကမေတ္တာတဧတာမေတ္တာလို့ဆိုတဲ့အတိုင်း မိတ်ဆွေရဲ့စိတ်ဤသဘောထားကိုမေတ္တာလို့ခေါ်တာဟုတ်တုံးတဲ့ဒီမိတ်ဆွေဖြစ်ပြီဆိုလို့ရှင်တနာဖို့လည်းမခက်တော့ဘူးအောင်မြင်လာရင်လည်းဝမ်းသာဖို့မခက်ဘူးခွင့်လွတ်ဖို့ဆိုလည်းမခက်တော့မိတ်ဆွေမဟုတ်ဘူးဆိုရင်အရာရာခက်ခဲသွားလိမ့်မယ်မိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်တယောက်ပေါ်မှာစင်နာမှုဆိုတာလေခက်ခဲတယ်အောင်မြင်ကြီးပွားလာလို့စင်တတ်တယ်ဆိုတာလည်းခက်ခဲ တိခဏ်ညင်ခွန့်လို့ခြင်းဆိုတာလည်းဖြစ်ဖို့ခက်ခဲဒါကြောင့်မေတ္တာအဓိကကြားတယ်ဆိုရမှာဖြစ်ဒါအကြောင်းအကျိုးကိုစဉ်းစားပြီးတော့ပြောတဲ့စကားเนาะစာပေကျမ်းကမှာတော့မေတ္တာအဓိကလို့ဒီလိုပြောတာမရှိဘူးမရှိပေမဲ့လို့ကြည့်မယ်မေတ္တာကိုပထမဆုံးထားပြီးတော့ဓမ္မဝိရဒတရားတွေကိုဟောကြားတယ်ဆိုတာအဓိပ္ပာယ်ရှိတယ်ပေါ့မိခင်က မိဘကသာသမီပေါ်မှာမေတ္တာရှိချစ်ခင်မှုဆိုရယ်မေတ္တာရှိမေတ္တာရှိသည့်အတွက်ကြောင့်ကိုသာသမီဒုက္ခရောက်နေလို့ရှင်အကျဉ်းသားလဲပို့တယ်အောင်မြင်ချီးပွားလာလို့ရှင်လဲသူများတဲ့ဝန်သားတယ်အဲ့ဒါဘာကြောင့်လဲမေတ္တာချေခံလို့ဖြစ်တယ်မိဘရဲ့မေတ္တာအလွန်ကြီးမားတယ်အလွန်ကြီးမားတဲ့အတွက်ကြောင့် မေတ္တာအခြေခံပြီးကရုဏာလည်းဖြစ်တယ်မုရိတာလည်းဖြစ်တယ်ကိုသားသမီးအောင်မြင်ကြီးပွားတော့လို့ထိုက်ထိုက်တန်တန်ဖြစ်နေပြီကို့အနေနဲ့ဘာမှတော့ကြောင်းကြဆိုင်စရာမလိုဘူးဆိုရင်ဥပိ္ခာဒီလိုဆိုလိုတာပေါ့အဲ့တော့မေတ္တာဆိုတဲ့တဘာဝတရားလွှမ်းခြုံထားတဲ့နှလုံးသားရှိတဲ့ပုဂ္ဂိုလ်နှလုံးသားသူပဲဖြစ်တယ်အဲ့ဒီနှလုံးသားတဲ့ပုဂ္ဂိုလ်ဟာအယယမတိခဏ်ခြင်းခွလွတ်ခြင်းဆိုတာတွေနဲ့ သူဟာဆက်ဆံသွားတာဖြစ်တယ်။နေကြနေတဲ့ပုဂ္ဂိုလ်စဉ်တနာတယ်၊ကုညီတယ်။အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေနဲ့ဖြစ်ပေါ်လာ။အဲ့တော့မေတ္တာကို အခြေခံလို့နှလုံးသားသူဖြစ်950ဆက်ထဲမှာ ရှားဝေကြည့်လိုက်တဲ့ဆက်လက်နေတော်တော်များများတွေက ခင်ကမာနဆတ်ဆိုတာရှိတယ်ခင်ကမာနဆတ်ဆိုတာခြားဘူးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ပဲ428ဆတ်428ခုမြောက်ဆတ်တော့တိဗိဒကတရဆရာတော်ဘုရားကြီးမင်းကွန်းဆရာတော်ဘုရားကြီးကခင်ကမာနဆတ်ဆိုပြီးဟောတာရှိတယ်အဲ့ဒီဆတ်ကအပိုင်း၃ပိုင်းရှိတယ်ပေါ့အဲ့ဒီအပိုင်း၃ပိုင်းမှာ နှလုံးသားသူအပိုင်းကိုအခုကဥတည်ပြီးတော့ပြောဒီကိင္ကမလာဆက်ဖယ်မြန်မာနိုင်ငံမှာတနေ့တော့ဒီတစ်ချိန်ကဆယ်တန်းနေမှာတက္ကသိုလ်ပညာရပ်ဆယ်တန်းပညာရပ်တွေမှာပြဋ္ဌာန်းထားရေသေးပြတ်ဆတ်ဆိုတာချက်ဘူးရတယ်အဲ့ဒီရေတဲ့ပြတ်ဆတ်ဆိုတယ်ဒီကေကမလာဆက်ကိုဥတီပြောတာ သူအပိုင်းလေးတစ်ပိုင်းကိုသာလေးရှည်ရပြီးတော့ဖွဲ့ဆိုထားတာဆက်မှာအပိုင်း၃ပိုင်းရှိတယ်အဲ့ဒီအပိုင်း၃ပိုင်းကိုဒီနေ့ပြည့်ပြည့်စုံစုံမှတ်သားနားလည်ကြရအောင်ဒီစက်ထဲမှာနှလုံးသားသူကအထက်ကြအင်တမနှလုံးသားတဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့ဘဝ သူ့ရဲ့အခြေအနေဟာတကယ်အောက်တန်းကနေပြီးတော့အထက်တန်းကိုရောက်လာအမြင့်ဆုံးအဆင့်ကိုရောက်အောက်ဆုံးအဆင့်ကနေအမြင့်ဆုံးအဆင့်ကိုရောက်လာတယ်ဆိုတာတာမန်အစွမ်းစားနဲ့ရောက်လာတာမဟုတ်ဘူးအမြင့်ဆုံးအဆင့်ရောက်တဲ့အချိန်မှာသူဟာမာနရီအာဂတရီဒေါသရီမရှိဘဲနှလုံးသားသူဖြစ်ကိုဆက်လက်ခံယူနေတာဟာအံ့ဩစရာကောင်းတာပဲလောကမှာ အနေဆုံးလူတယောက်ကအမြင့်ဆုံးရောက်လာလို့ရှင်ပေါ့မှာတတ်တယ်နော်ပေါ့မှာတတ်တယ်မာနာရီချီလာတတ်တယ်အခုဒီခင်ဗျာမလားဆက်မှာပါတဲ့ပုဂ္ဂိုလ်မြတ်ကမောက်မှာဘုရားတခုမှမရှိသူစိတ်နှလုံးကအလွန်မမြတ်တယ်လွန်မမြတ်တယ်အဲ့ဒါလေးကိုဒီကနေ့နှလုံးသားသူအနေနဲ့ ဥပုံညာရေးသေးပြန်ဆက်လဲပါမှာပေါ့နည်းနည်းပါပါသူကတော့ဇဏအောင်လို့အဲ့ဒီဘက်ကိုဥစားပေးရေးတာထမရဲ့ခင်ဂမလဆက်ရဲ့အဓိကဇတ်ဆောင်ကတော့နှလုံးလှသူကဖြစ်တယ်ပေါ့အဲ့ဒီနှလုံးလှသူကိုအဓိကထားပြီးတော့ခွန်ကြီးတို့တည်းဇလန်းကိုမသားကြဇလန်းကိုမသားတယ်ဆိုတာသင်္ကန်းစာတစ်ခုရယူခြင်းသာဖြစ်တယ် မြန်မာနိုင်ငံမှာရောမြန်မာလူမျိုးတွေမှာရောတခြားလူမျိုးတွေမှာရောမိဘတွေကသားသမီးကိုပုံပြောပြီးတော့လမ်းကြောင်းပေးခဲ့ကြတယ်။ကောင်းတဲ့ဘက်ရောက်အောင်မိဘတွေကပုံပြောပြီးတော့ကိုသားသမီးကိုလိမ္မာရေးချားရှိအောင်ဆုံးမခဲ့ကြတယ်။မြန်မာနိုင်ငံတိုင်းရင်းသားပုံပြင်နေဆိုတာလည်းရှိတာ။မြန်မာလူမျိုးတွေမှာလည်းပုံပြင်စွာရှိတယ်။ကလေးငယ်ဘဝကဆိုလို့ရှိရင် ုံပြောတဲ့မိဘပြောတဲ့ပုံဝတ္ထုလေးတွေဟာနားထောင်လို့မဝါလောက်ရှိတယ်အဲ့ဒီပုံဝတ္ထုတွေကဇက်ကောင်တွေရဲ့လှုပ်ရှားမှုအခြေအနေတွေဟာဘဝမှာသင်္ကန်းစာလေးတွေဖြစ်ပြီးတော့အတကြီးကြီးထောင်ဆွဲသွားတာဖြစ်တယ်ကနေ့မိဘတွေကပုံပြောကြသေးသလားသို့မဟုတ်တယ်လီဗီရှင်းရှေ့ချထားသလားမသိဘူး အဲ့တော့ပုံမပြောကြတော့ဘဲနဲ့တယ်လီဗီရှင်းရှေ့ချထားလို့ရှိရင်တော့တယ်လီဗီရှင်းတွေကလှုပ်ထားတဲ့အကုန်လုံးကလေးကစကားမပြောတတ်ခင်တတ်ကုန်ဟုတ်တာရောမဟုတ်တာရောနော်အကုန်လုံးတတ်ကုန်အဲ့ဒီထဲမှာနိုင်ငံခြားရုပ်ရှင်ကားတွေသွားပြီးတော့ချထားတဲ့နိုင်ငံခြားရုပ်ရှင်ကားကြီးတွေတတိုင်းတိုင်းနဲ့ဟိုပြစ်ဒီပြစ်ပြစ်နေအဲ့ဒါတွေအတူခေါ်ကုန်များ